ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ9ရက်တနင်္လာနေ့ညနေခင်းစီးတင်း36များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်မိုးပြဒေသမှာမြေပြင်ထိပ်တွေ့တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာမို့ကရင်ပြည်တပ်ပေါင်းစုဟာမိုးပြမြို့တွေဖြတ်တန်းသွားလာခြင်းမပြုဖို့သတိပေးချက်ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်နောက်တော့ကိုရောက်နေတဲ့ပို့ပြည်သူစစ်တွေကတော့ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်ပါတယ် အမြင်အရှိကနေတက်နေရတဲ့ပိုးလီတွေစစ်ကောင်စီအတွက်အသေးခံပြီးမတိုက်လို့တော့ဘူးဆိုတာသိကြနေပြီဖြစ်ပါတယ်။နတ်တုံမာသာဆက်နေမယ်ဆိုရင်နှစ်ဖက်ညက်ပြီးစော်ခံရမယ်ဆိုတာကိုသဘောပေါက်သွားလို့ဖြစ်ပါတယ်။ဒါပေမဲ့ဇမန်နေ့ညမှာတော့လက်ဘောဘက်ကိုအင်အားလုံးရင်းနဲ့စစ်ကြောထိုးဝင်ရောက်လာတဲ့အတွက်ဒေသခံတွေညတွင်ချင်းတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ဖေကဝင်းအရှိမဲ့ဆိုင်ကိုဝင်ရောက်လာတဲ့အတွက်နတ်တုံတောင်မိုကွဲကိုပန်စောင်းနှန်းခဲလွယ်ပေါ်နတ်ပန်လုံးနန်းစွန့်ပိနေကွန်းရွာ ဒေသခံတွေအားလုံးဒီပါဆက်ပြေးကြရတာဖြစ်ပါတယ်။မိုးပြဲလန်းဟာလည်းဖိတ်ပင်ထားတာမို့ကုန်းသာတရပင်ဖျားမြူဖျားနေနတ်မခုံလန်းကနေဒီမော့ဆိုးတဲ့ကိုဝင်ပြေးကြရတာဖြစ်ပါတယ်။ဖဲကုန်ခြေဆိုင်အမှတ်336ချင်းမြန်တိုင်ရင်ကနေလက်နေကြီးကာမီကာစီဒရုန်းနေနဲ့အင်းရှိပဲချမ်းကိုပြစ်ခတ်တိုက်ခိုက်ကလေးရရှိပြီးစောင်းနှမ်းခဲကျွေးရတဲ့ကိုမိလောင်ဘုံနေကြောက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။လက်တော်ရာရာဖြင့်ဖေကုံရင်အရှိပဲချမ်းကိုကီယနီတပ်ပေါင်းစုတွေခိတ္တလက်လွတ်ထားရတာဖြစ်ပါတယ်။မနေ့ပိုင်းမှာ နတ်တုတ်ကပိုးတွေရောင်ပြဆုတ်ခွာသွားပြီးညနေပိုင်းမှာအင်အားလုံးရင်းနဲ့ပြန်လည်ဝင်ရောက်လာတဲ့စစ်ပရိရဲ့ဘူးသတိချက်အမှာဖြစ်ပါတယ်။စောင်းနှန်းကဲမှာရှိတဲ့ KMPD စစ်စေးခိတ်ကိုပိုးပြည်သူစစ်ကဒရုန်းနဲ့ဘုံချတိုက်ခိုက်မှုပြုလုပ်ခဲ့လို့စစ်ဖွဲ့ဝင်၃စိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့ကနေဦးသိရှိရပြီးအဆိုပါတိုက်ခိုက်မှုဟာဒုတိယကြိမ်ထပ်မံတိုက်ခိုက်ခံရတာဖြစ်ပါတယ်။မကွေးတိုင်းကမ်းမမြို့အမှတ်၄ရပ်ကွက်အတွင်းမှာစစ်ကောင်စီစစ်ကြောင်းလှုပ်ရှားနေတာရှိပါတယ်။ အခုကကနေထွက်လာတဲ့ရိခါရင်နဲ့ဟာဂျမန်နဲ့ညနေတိမြို့ထဲမှာသာရှိနေပြီးရှေ့ဆက်မတိုးရဲသေးဘူးဖြစ်နေတယ်လို့သိရှိရပါတယ်။ဂျမန်နဲ့မနေ့ပိုင်းမှာတော့ပခုတ်ကူစက်မှုစုံထဲမှာစစ်ကောင်စီစစ်ကြောင်းတွေအဝင်ထွက်ပြုလုပ်နေတာကိုတွေ့ရပါတယ်။ခံဝါခြေဆိုင်အမှန်90ခြေလင်းတိုင်ရင်ကထွက်လာတဲ့အင်အား80ခန့်စစ်ကြောင်းဟာမြစ်သားမြစ်အနောက်ဘက်ကမကြီးခင်ကြီးရွာကိုဂျမန်နဲ့မနေ့2နာရီကမှစီးနင်းဝင်ရောက်လာခဲ့ပါတယ်။ကိုဝင်ဆောင်မျိုးသမီးတို့ဥပါဝင်ဒေသခံပြည်သူ10ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်ထွက်ခွာသွားပြီမြတ်ညနေတီတန်ရင်ဌာနချုပ်ထဲကိုပြန်လည်ဝင်ရောက်လာခြင်းမရှိသေးဘူးဖြစ်ပါတယ်။နိုင်ကန်ဆင်းမြတ်သားမှာတော့ရမန်နေ့တနေ့လုံးငြိမ်သက်နေခဲ့ပြီးစေးလှုံရှားမှုအနေနဲ့ညနေပိုင်းမှာတော့လက်လက်ခရမ်းတဲဆောင်လာတဲ့စစ်ရင်တည်းဟာဗရန်ကနေစုံကုန်းခြေဆိုင်အမှတ်905အမြောက်စစ်စေးကိုကဲမှုဌာနချုပ်အတွင်းဝင်ရောက်လာတာပဲရှိပါတယ်။ဒကောင်ရန်ချိန်မှာတော့ကွင်းလယ်စတေရှင်တဝက်လက်နေငယ်သားတွေထွက်ပေါ်လာပြီးပြည်ရှင်းရှင်းလာလားထိတွေ့မှုလားဆိုတာကတော့စီစစ်နေသေးတာဖြစ်ပါတယ်။ ဂျမန်နေ့မနေ့မှာတော့ဂိုးဝဘက်ကိုအင်အား20ခန်းရှိစစ်ကြောင်းတကြောင်တက်လာတာရှိခဲ့ပြီးဆက်စီညောင်မင်းကုန်းဝက်စာချင်းရွာတွေဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်ဖို့အင်အား80နဲ့100ကြောင်စုဖွဲ့ပြင်ဆင်နေတာရှိပါတယ်။